ခုံတော့ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာကအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာကိုယ်စိတ်ထဲမှာသောဘဂဝါငါချီညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါချီညိုကိုးကွယ်တဲ့တလောလကလုံးက၄စားရတဲ့ ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲဒီနေ့တောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝါလို့ခေါ်လိုက်တာသူတို့ ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝါန်ဆိုတာအလွန်ကိုကြည်မြတ်တယ်သူတို့လေးစားရတဲ့ပုဂ္ဂိုလ်အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုဂရုံဟိလောကေဘဂဝါတိဥစ္စတိတဲ့လောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝါန်လို့ခေါ်ကြပါတယ်ဆိုတာ ီပါဠိစာပေမှာနေမဲ့ဒီဟာဖွင့်ဆိုပြထားတာရှိတယ်။အထကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်။နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်အတောင်းလဲဆိုဘဂဝါဆိုတာဂုရုကိုခေါ်တာတဲ့။ဂရုဂုရုံဟိလောကေဘဂဝါတိဟုဆိုတယ်။ဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်။ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြ။ဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုံကိုဖြစ်တယ်။မြတ်စွာဘုရားဟာ ကိုချင်းတီလာနဲ့နိုင်ရှင်ပဲဆိုလဲသူ့ကိုပါတဲ့ပုံကမပြောနဲ့မိတဲ့ပုံကတော့မရှိဘူး။တမာတိနဲ့နိုင်ရှင်လိုက်ပြန်ရင်လေဖရားတဲ့တာတဲ့ပုံကမဆိုထားနဲ့တူတဲ့ပုံကတော့မရှိဘူး။ပညာအားဖြင့်လေဖရားတဲ့တာတဲ့ပုံကဆိုတာမပြောနဲ့ဟိုဟိုတူတဲ့ပုံကမပြောနဲ့တာတဲ့ပုံကတာတဲ့ပုံကဆိုတာမရှိဘူးတူတဲ့ပုံကတော့မရှိဘူးလို့ဒီလိုဆုံးလို့တယ်ပေါ့နော်။ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ် ဘုဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာဒီဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုံတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာဒုကိုးွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းဒီအကြောင်းတွေကြောင့်အရဟံအရဟံဆိုတဲ့အကြီးချင်းတွေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့ဒါလို့နှလုံးသွင်းရမယ် အကြောင်းနဲ့ဂုံအရေးချင်းကိုသိရမယ်။ဩဒီပုဂ္ဂိုလ်သူများဟာဒီအရေးချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံမလားဆိုရဲအတွေးနဲ့သက်စွာဘုရားဂုံတော်ပေါ်မှာတတိမှတ်ရပြီးတော့စဉ်းကျင်စဉ်းစားနေမှုနော်။သမာသင်္ကပ္ပဆိုရဲမှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြုတ်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာတယ် မြတ်စွာဘုရားပေါ်မှာစမ်းစစ်လေးလာတဲ့အခါမှာအော်ဒီအကြောင်းဒီအကြောင်းနေကြောင်းဒီအချက်တွေဒီအချက်တွေကြောင်းဘုရားဟာတကယ်ဘဂဝါပါလားလို့ဟောအရဟံပါလားလို့သက်ခံလာတယ်ကျင့်နဲ့လာအဲ့ဒီကျင့်နဲ့လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံအရဟံအရဟံ၆ချက်၆ချက်လောက်နေမရဘူးနော်ဘုရားကုံတော်မထီရောက်ဘူး၆ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံလေးချပြီးတော့ ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်အရွတ်ဆိုတာကအလုံးအမဲသားစားဖို့မှာပဲဝါလို့မှမရတာတိတ်ဝါမှလည်းမဟုတ်ဘူးเนาะအဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုံတော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာ နှစ်နှစ်ကာကဖြစ်လာရွရင်ရွရင်နှလုံးသွင်းရင်တော့ခိစ္စမရှိဘူးပေါ့ အရေးအတွက်ကနန်းပေါ်မှာစိတ်ရောက်နေလို့ရှင်ဖရားပေါ်မှာစိတ်မရောက်ဘူးအလားကိုယ့်ကိုစဉ်းကျင်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာသောဘဂဝါအီတိပိအရဟံသောဘဂဝါအီတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါဒုကိုးွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်ဒီအချက်တွေကြောင့်အရဟံခုံတော်နဲ့ပြည့်စုံပါပြီလေလို့ စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အချိန်ချင်းအထက်ထက်တတိတည်းတတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ခြင် သုံးသပ်နေဖို့လိုတယ်ဒါကိုဘုရားနုဒတိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုံတော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အင်တာမကြည်နူးဝယ်ရာတွေစိတ်ထဲမှာကျင့်တတ်ဆရာတွေပဲဖြစ်လာပြီးတော့တမာရီရလာမှာဖြစ်ပါတယ်အေးဒါကြောင့်မို့ ဘယ်လောက်ပဲဖြစ်ဖြစ်စနစ်တကျလောက်ရမယ်သိလဲသိရမယ်ဘုရားမြတ်စွာရဲ့အဆုံးအမဘုရားသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဘုရားဗလာဝင် သူတော်စင်တွေဟာယုံယုံယုံပြီးတော့မသိရတဲ့ဟာတခုမှမရှိဘူးယုံယုံသာယုံရမှာမဟုတ်ဘူးတကယ်ကိုသိရှိနားလည်အောင်လုပ်ကြရတာဘုရားဗလာမှာတရားနဲ့ပညာဆိုလို့ရှိရင် ညာကိုအဓိကထားတာသရပါတဲ့ပညာပါတဲ့သရမျိုးသာလဲဒီမှာကတန်မိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလေးတာစီဘူးအထုံးကြဗုဒ္ဓဘာသာတွေဟာပညာဗုဒ္ဓဘာသာဖြစ်ဖို့လိုတယ်ပေါ့သရဗုဒ္ဓဘာသာကြီးပဲဖြစ်เสียရဘူးပညာဗုဒ္ဓဘာသာဖြစ်သရဗုဒ္ဓဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင် ပြတ်သွားတယ်သူကသရတရားဆိုတာ ညာပါမဘသူပြောပြောလှုပ်ရှားလို့မရတော့ခိုက်ပါတယ်ကိုယ့်ကိုနှစ်နှစ်ကာကသိထားတယ်အဲ့ဒါလို့ဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုံတော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင်းအရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်နံပါတ်1ကဝေးကွာခြင်းအရဟရဲ့အဓိပ္ပာယ်နံပါတ်1ကဝေးကွာခြင်း ဘာတွေနဲ့ဝေးกว่าတာတုံးဆိုလို့ရှင်လောဘတွေဒေါသတွေမောဟတွေမာမနတွေစိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်အကြေးတွေကဝေးกว่าလုံးဝဝေးกว่าတယ်သူ့ဘာသူဝေးกว่าတာလားလို့ဆိုမဟုတ်ဘူးသောတပတ္တိမင်းနဲ့ဖယ်ရှားလိုက်တယ်သဂရဂါမိမင်းနဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမင်းနဲ့ဖယ်ရှားလိုက်တယ်အရဟံတမင်းနဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့ မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာနော်ဘုန်းကြီးတို့တရွေစိတ်ထဲမှာကျတော့ခွဲမရလောက်အောင်လောဘဒေါသမောဟတွေကတွဲဖက်နေတာလေမြတ်စွာဘုရားကျတော့အေးလောဘတွေကလည်းဝေးသွားပြီဒေါသတွေနဲ့လည်းဝေးသွားပြီမောဟတွေနဲ့လည်းဝေးသွားပြီကိလေသာ အပူတွေနဲ့လည်းဝေးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲစိတ်နှလုံးမှာဘလောက်အေးချမ်းနေမယ်ဆိုတာစဉ်းစားကြည့် ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေကိလေသာမရှိရင်စိတ်နှလုံးဟာအေးချမ်းတယ်ဒါကြောင့်မို့အရဟံရဲ့အဓိပ္ပာယ်ကအာရကဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ကိလေသာတွေကနေဝေးကွာနေတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုတဲ့အဲ့ဒါလို့စဉ်းကျင်စဉ်းစားဖို့လိုတယ်ပေါ့နော်စဉ်းကျင်စဉ်းစားဖို့လိုတယ်ဒါမို့စာပေကျမ်းကမှဘယ်လိုရေးထားတယ်ဆိုတော့မက်လေးပါးနဲ့ကိလေသာတွေကိုဖယ်ရှားဖျက်ဆီးပစ်ထားတာဖြစ်သောကြောင့်နဲ့ မြတ်စွာဘုရားဟာကိလေသာတွေနဲ့အလွန်ကိုဝေးတယ်အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာယဟန္တာတွေရောကိလေသာရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန် ဖြစ်နေတုံးဆိုလို့ရှိရင်အနတ်အသက်တွေကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနတ်အသက်ကျန်နေတယ်ဒေါသတော့ပယ်လိုက်ပြီအနတ်အသက်ကျန်တယ်မောဟပယ်လိုက်တယ်အနတ်အသက်တွေကျန်တယ်ငကူပင်ကိုဇိဟိုက်တွေကမပြောက်ဘူးယဟန္တာဖြစ်သွားပြီပဲလို့ မြတ်စွာဘုရားကြတော့လောဘရဲ့အငွေ့အသက်ဒေါသအငွေ့အသက်မောဟရဲ့အငွေ့အသက်ကိလေသာတွေရဲ့အငွေ့အသက်တခုမှမချတကြောင်မလို့ဘုရားကြတော့ဝါသနာနဲ့တကွာကိလေသာတွေကိုဖယ်တယ်လို့ပြောတယ်။ယန္နာပုဂ္ဂိုလ်တွေလည်းပဲရတ္တမဲ့တော့ရတာပဲ။ဒါပေမဲ့ဝါသနာလေးကိုတော့မပယ်နိုင်ဘူးတဲ့။အခုကိကလူတွေကတော့သူတို့ဝါသနာအလွန်ကြီးတာကြတော့ဝါသနာကိုမတားနဲ့ဆိုပြီးမဟုတ်တာတွေလုပ်တာ။နော်။ ဝါသနာတားရင်တော့ဝါသနာကိုမတားနဲ့ဆိုပြီးအဲ့တော့မြတ်စွာဘုရားကျတော့အဲ့ဒီဝါသနာဆိုတဲ့ကိလေသာရဲ့အငွေ့ကိလေသာရဲ့တတ္တိအဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့တဲ့အတွက်ကြောင့်ကိလေသာတွေကဝေကွာသူဆိုတဲ့အကုန်ဟာယန္တာပုဂ္ဂိုလ်တွေမှာတောင်မထိုက်တန်ဘူးဘုရားမှာထိုက်တန်နော်ဒါကြောင့်အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရေးချင်းတစ်ခုမှတ်သားကြရမယ် တရားမှာဝါသနာနဲ့တကွကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညင်နွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်အကြေးတွေကကင်းဝေးဝေးကွာနေတဲ့ပုဂ္ဂိုလ်မျက်ဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာတယ်လို့နှလုံးသွင်းအကျဉ်းငိမ့်အထက်ထက်ဒါလေးကြီးပဲတွေးနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေတခြင်းဆိုတာတောင် repetition တွေအများကြီးလေ အဲ့တော့ဂုံတော်ကြတော့ repetition လုပ်လိုက်ပေါ့အဲ့လိုကလားတွေတောင်မှသချင်းဆိုရင်ဘုံလေးခောက်ပြီးစီတာရန်စီတာရန်နဲ့တဏီကုံလုံးနော်တို့အောနာတဏီကုံအောနာတို့ဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာဒီ repetition ဖြစ်နေအောင်အော်ကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုက္ခကိုယ်ရဲမြတ်စွာဘုရားဟာ တကယ်အရဟံမလားကျန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်နေတော့ကြရောက်လာပြန်ပြီဒေါသကလောဘမရှိဘူးလို့ထင်နေတော့ကြရောက်လာပြန်ပြီစိတ်ထဲကပေါ်ပေါ်လာတာလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ဟွာလှမ်းသွားပြီ ဖယ်ရှားပြလိုက်ပြီးပြီလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်